မင်္ဂလာပါခင်ဗျာဒီနေ့ကျွန်တော်တို့အတွတ်တကွစူးစမ်းဆင်ခြင်ကြမယ့်ကျင်းစာပိုင်းကတော့တမတ်တကျန်တက်ကရှင်ယိုဟန်အော်ဒါတာစာပထမဆုံးအခန်းကြီး3ဖြစ်ပါတယ်ဟုတ်ကဲ့မင်္ဂလာပါကျွန်တော်တို့ဒီနေ့ဆွေးနွေးမှုအတွက်အဓိကအားကိုးပြုမယ့်အချက်လက်တွေကတော့ The Wise Believers ကနေပြုစုထားတဲ့လေ့လာချက်တွေပဲဖြစ်ပါတယ် အင်းပါကျွန်တော်တို့ရဲ့ view ချက်ကတော့ရှင်းပါတယ်ဒီအခန်းကြီးကနေဖျားသခင်ရဲ့တာသမီတယောက်ဖြစ်ရခြင်းရဲ့အတိပဲအဲအဲ့ဖြစ်တည်မှုကကျွန်တော်တို့ရဲ့လက်တွေ့အသက်ရှင်တတ်မှုကိုဘလို့နက်နက်ဆိုင်ဆိုင်တက်ရောက်မှုရှိတဲ့နယ်ဆိုတာကိုပို့ပြီးနားလည်ဖို့ပါပဲဟုတ်ကဲ့ကောင်းပါပြီဒီအကြောင်းအရာတွေကိုအတူတူဝင်ရောက်လေ့လာကြည့်ကြအောင်ဒီအခန်းကြီးကတကယ်တော့လေအခြေခံကြောက်ပြီးတော့အရေးပါတဲ့အခန်းလို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့ သူကယုံကြည်သူတယောက်ရဲ့အဓိကလက္ခဏာရဲ့နှစ်ခုပေါ်တော့ဖြောင်းမတ်ခြင်းနဲ့မေတ္တာအဲ့ဒါတွေကိုသူ့ရဲ့စန့်ကျင်ဘက်ရာလေဖြစ်တဲ့အဖြစ်နဲ့မုံကြီးခြင်းတို့နဲ့တက်ရဲ့နိုင်ရှင်ပြထားလို့ပါဟုတ်ကဲ့ဆိုတော့ဒါကယုံကြည်သူတယောက်ရဲ့ဘသူဖြစ်တယ်ဆိုရက်ဖြစ်တယ်မှုပေါ့ identity နဲ့ဘလို့အသက်ရှင်တယ်ဆိုရက်လက်တွေ့ကျင့်ကြံမှု practice ကြားကခွဲခြားလို့မရတဲ့ဆက်ဆက်မှုကိုအဓိကပြောနေတာပါ ဟုတ်ကဲ့အဲ့ဒီဖြစ်တင်မှုဆိုတဲ့အချက်နဲ့ပဲစလိုက်ကြတာပေါ့အခန်းငယ်စစ်မှာရှင်ယောဟန်ကဘုရားသခင်ရဲ့မေတ္တာဘလောက်ကြီးမားကြောင်းအမ်ဝရကြီးရည်ထားတာတွေ့ရတယ်ခင်ဗျာဟုတ်ပါတယ်ငါတို့ဒီဘုရားသခင်ရဲ့တသမိများဟုခေါ်တွင်ခြင်းကခမည်းတော်ဒီငါတို့အားအပေများလို့ကြီးသော မေတ္တာကိုပေးတော်မူသည်ကိုကြည်ရှုစင်ကြင်ကြလော့တကယ်ပဲစဉ်းစားကြည့်ရင်အံ့ဩစရာကြီးနော်ဟုတ်တယ်နော်တမိဆိုတဲ့ဂုံပုတ်ကလေးလက်ရှိမှာတော့အနာဂတ်တော့ဘလောက်တောင်တီးပယ်လေးနှပ်မှုရှိပါသလဲ တကယ်ပဲလေးနေပါတယ်လက်ရှိမှာတော့ကျမတို့ဟာဖျားသချင်ရဲ့တားသမီးတွေအမှန်တကယ်ဖြစ်နေပြီလေငယ်နှစ်ကဟုတ်ကဲ့ဒါပေမဲ့အနာဂတ်အတွက်ပေးထားတဲ့မျော်လင့်ချက်ကပိုပြီးတော့အံ့ဩစရာကောင်းတယ်အခန်းငယ်နှစ်ခါမှာပြောထားတာကခရစ်တော်ဒီထင်ရှားပေါ်ထွန်းတော်မူသောအခါငါတို့ဒီ အဖေတို့တောသူဖြစ်မိဟုမထင်ရှားသေးတော့လေ။ထို့သောထင်ရှားပေါ်ထွန်းတော့မြင်ကိုရောဖြစ်တော်မူသည့်ဤသူငါတို့မြင်ရသောကြောင့်ကိုရောနဲ့တူကြလက်တန်ဟုငါတို့သိကြ၏လို့ဆိုထားတဲ့။ဆိုလိုတာကခရစ်တော်ကိုမျက်မှောက်ထင်တယ်မြင်တွေ့ရတဲ့အခါလေကိုရောရဲ့ဖုံးအပ်တဲ့နဲ့ပြည့်စုံတဲ့ပုံသဏ္ဍာန်ကိုမြင်ရမယ်။အဲ့ခါကျရင်ကျမတို့ကိုရံလေးအဲ့လိုဖုံးအပ်တဲ့နေပြည့်စုံနေသူတွေဖြစ်လာမယ်ဆိုရယ်ကတိတော်ပေါ့။အော်ဟုတ်ကဲ့။အဲ့ဒီနေရာမှာအေးကြီးတဲ့အချက်တခုကတော့လေဒီအနာဂတ်မျောလင်းချက်ဟာ လက်ရှိအသက်တာနဲ့တိုက်ရိုက်ချိန်ဆထားတာမယ်ဟုတ်တယ်နော်အခန်းငယ်3ကအဲ့ချိန်ဆမှုကိုရှင်းရှင်းလင်းလင်းပြထားတယ်ထို့တော့ကိုမျောလင့်ချင်းရှိတော်သူမိဒီကကိုရိုဒီတန်ရှင်းတော်မူသည့်ဤသူမိမိကိုယ်ကိုတန်ရှင်းစေတဲ့ဒီမှန်ပါရဲ့ဆိုတော့အနာဂတ်မှာခရစ်တန်နဲ့တူဖို့ မျောလင့်ချက်ကလက်ရှိမှာတန်ရှင်းစွာအသက်ရှင်ဖို့အတွက်အားကောင်းတဲ့လုံဆောင်မှုဖြစ်စေတယ်ပေါ့ဒါကစိတ်ကူးရင်မျောလင့်ချက်တသက်မဟုတ်တော့ဘူးလက်တွေ့အသက်တာကိုပုံသွင်းတဲ့မျောလင့်ချက်မျိုးချင်းနေတာပေါ့အတိအကျပါပဲ ဒီဖျားသားသမီးဆိုတဲ့ဖြစ်တည်မှုနဲ့အဲ့ဒီနဲ့စီးဆင်းလာတဲ့တန်ရှင်းရှင်းဆိုတဲ့အသက်တာပုံစံကရှင်ယောဟန်ဆက်ပြီးဆွေးနွေးမယ့်အကြောင်းအရာရဲ့အခြေခံဖြစ်လာတာပေါ့သူကဖျောက်မှတ်ခြင်းနဲ့အဖြစ်ကြားကကွာခြားမှုကိုရှင်းလင်းစွာပုံဖော်ပြတော့မယ်ဟုတ်ကဲ့အခန်းငယ်လေးမှာဆိုရင်အဖြစ်ကိုဘင်းတရားကိုလွန်ကျူးခြင်းလို့အသေးပြောဖွင့်တယ်ဒီနည်းအဖြစ်ပြောရင်ဖျားသခင်ရဲ့ဆက်ကြဝလာဆိုင်ရာစနစ်ကြမှုစံနှုန်းတွေကိုစန့်ကျင်တာချိုးဖောက်တာမတင်မြတ်ဟာအဖြစ်ပဲတော်လိမ့် အဲ့ဒီဒိဗေခွင့်ဆိုချက်ကအရေးကြီးတယ်ဗျဘာလို့လဲဆိုတော့ဒါကခရစ်တော်ကြွလာရတဲ့ရွယ်ချင်းနဲ့တိုက်ရဆက်ဆက်နေလို့ပဲအခန့်ငယ်ငောင်းမှာအပြည့်မြောက်ကိုဆောင်းသွာခြင်းကကိုတော်သည်ထင်ရှားပေါ်ထွန်းတော်မူသည်ကိုသင်တို့သိကြ၏ကိုတော်၌အပြည့်မရှိလို့ဆိုထားတယ်ဟုတ်ကဲ့ခရစ်တော်ကြွလာတာအပြည့်ပြတနာကိုဖြည့်ရှင်ဖို့ဖြစ်ပြီးတော့ကိုတော်ကိုယ်တိုင်ကအပြည့်ကင်းစင်တဲ့အတွေ့အဲ့ဒီလိုလုံနိုင်တာပေါ့နော် ဒီနောက်မှာတော့အခန်းငယ်6ကတော်တော်စိတ်ဝင်စားစရာအဆိုဖြူချက်တစ်ခုလောက်လာတယ်။ကိုရော night တည်နေသောသူမိသီကအပြစ်ကိုပြုလေမရှိ။အပြစ်ကိုပြုလေရှိသောသူမိသီကကိုရောကိုမမြင်မသိ။တက္ကတတော်ပြီးပြင်းထန်တဲ့စကားလုံးတွေပဲ။တချို့ကဒါကိုယုံကြည်သူဆိုလူမအပြစ်မလောက်တော့ဘူးလို့အတေးပဲကောက်လေသွားနိုင်တယ်လေ။ဒီအချက်ကိုဘလို့နားလဲရမလဲခင်ဗျာ။ဒါကတကယ်တော့သတိထားပြီးနားလဲရမယ်ချက်ပါ။ ရှင်ယိုဟန်ကဒီနေရာမှာအဖြစ်ကိုပြုတ်လစ်ရှိချင်းပေါ့နော်အဲဂရီမူရဲ့မှာဆိုရင်လက်ရှိကာလအလေအချင်းသဘောကိုပြတဲ့ကြေရာကိုတုံးထားတာအော်ဟုတ်ကဲ့ဆိုလိုတာကအဖြစ်ကိုအလေအချင်းသဘောတစ်ခုလို့ဘွားပုံစံတစ်ခုလို့စက်ပြီးကျူလွန်နေတာမျိုးကိုပြောတာပါ သူကယုံကြည်သူတယောက်ဟာအပြစ်လုံးဝမကျူးလွန်တော့ဘူးလို့ပြောနေတာမဟုတ်ပါဘူး။ဒီဩဝါဒစာအခဲအစ်မှာတယ်ယုံကြည်သူတွေအပြစ်လောက်တက်သေးကြောင်သူဝန်ခံထားပေးတာလေ။ဟုတ်ကဲ့မှန်ပါတယ်။ဒါပေမဲ့ဖျားသခင်ကနေအသက်မွေးဖွားခြင်းခံရတဲ့သူခရစ်တိုထဲမှာတည်နေတဲ့သူကအပြစ်ကိုအရင်ကလိုမမွေးလျော်နိုင်တော့ဘူး။အပြစ်ထဲမှာချစ်ချင်းနေထိုင်လို့မရတော့ဘူးဆိုတဲ့သဘောပါ။ ဒါကအခန်းငယ်ကိုမှပိုရှင်းထားတယ်ဖျားသခင်ဖြစ်ပွားစေတော်မူသောသူမြည်ဒီကဖျားသခင်ဤမျိုးစေ့တီထိုသူ၌တည်လျက်ရှိသောကြောင့်အဖြစ်ကိုပြုလိမ့်မရှိဖျားသခင်ဖြစ်ပွားစေတော်မူသောသူဖြစ်သောကြောင့်အဖြစ်ကိုမပြုနိုင်အဲ့ဒီဖျားသခင်မျိုးစေ့ဆိုတာဘာကိုဆိုလိုလားလဲဗျာအဲ့ဒါကအစ်စ်မွေးဖွားခြင်းအောက်ဖြင့်ယုံကြည်သူထဲမှထပ်တွင်ပေးလိုက်တဲ့ဖျားသခင်ရဲ့တဘာဝအဲဖျားသခင်ရဲ့အတ္တတာတိရဲ့အရင်အမြစ်ကိုရည်ညွှန်းတာပါ ဒီဖျားသခင်ရဲ့တဘာဝတစ်ကအဖြစ်ရဲ့တဘာဝဟောင်းနေစန့်ကျင်ပတ်ချစ်တဲ့ဟုတ်ကဲ့ဒါကြောင့်ဖျားသားသမီးစစ်စစ်တယောက်ဟာအဖြစ်ထဲမှာဆက်ပြီးပျော်မွေ့နေလို့မရနိုင်ဘူးဆိုလိုတာကအလေးအကျင့်အနေနဲ့အဖြစ်ကိုဆက်မလုပ်နိုင်ဘူးပေါ့သူအဖြစ်ကျူးလွန်မိရင်တောင်းနောင်တရမယ်မတန့်ရှင်းဘူးလို့ခံစားရမယ်အဖြစ်ကိုယုံမုန်းလာမယ်ဒါကိုရှင်ယောဟန်က အချမ်းငယ်ရွှစ်မှာပါတဲ့အဖြစ်တရားကိုပြုတော်သူဒီမာနနဲ့ဆက်ဆိုင်ရင်ဆိုရဲသူနဲ့ခြားနာပြထားတာအဖြစ်ကိုဆက်တိတ်လုံနေတဲ့သူကမာနရဲ့တဘာဝကိုထင်ဟနေပြီဖယားသားသမီးကတော့ဖယားတခင်ရဲ့တဘာဝကိုထင်ဟရမယ်ဆိုတာပေါ့ဟုတ်ကဲ့သဘောပါပါပြီဒါဆိုရင်ဖယားသားသမီးဖြစ်ခြင်းရဲ့လက်တွေ့တတ်တေကဘာဖြစ်မလဲဒီတဘောဝတိကအပြင်ပန်းမှာဘယ်လိုမျိုးပေါ်လွင်လာမလဲအခန့်ငယ်ဆယ်မှာအဲ့ဒီဖြစ်ကိုပြေးထားတယ်လေ ဖြောင်းမစွာမကျင့်တော်သူနှင့်မိမိညီကိုကိုမချစ်တော်သူမိသည်ကဖျားသခင်နှင့်မဆက်ဆိုင်อืมဟုတ်ကဲ့ဤရာ၌ဖျားသခင်၏တားဖြစ်တော်သူနှင့်မာနဤတားဖြစ်တော်သူတို့သည်ထင်ရှားကြ၏ဆိုတော့ရှင်လင်းနှင့်အမ္ပတာနှစ်ခုရှိတယ်ပေါ့တစ်ခုကဖြောင်းမစွာကျင့်ခြင်းနောက်တစ်ခုကညီကိုကိုချစ်ခြင်းอืมဖြောင်းမခြင်းနဲ့မေတ္တာဟုတ်ပါတယ်ဒီနှစ်ခုကဖျားသားသမီးအစ်မဖြစ်ကြောင်းပြသတဲ့အဖင်ပန်လက္ခဏာတွေပဲ ဒါကြောင့်ရှင်ယောဟန်ကနောက်တစ်ပိုင်းမှာမေတ္တာဆိုတဲ့အကြောင်းကိုအလေးပေးဆက်ပြောတော့တာဟုတ်ကဲ့အဲ့ဒီမေတ္တာဆိုတဲ့အပိုင်းအခန်းငယ်7ကနေ16ကိုဆက်ကြည့်ရအောင် အခန်းငယ်7ကတင်ကျူဒီရှိဥစွာကပင်ကြားရသောတရားစကားဟူမူကအချင်းချင်းချစ်ရမည်ဟူသောစကားပေသည် ဆိုပြီးအခြေခံပညာကိုပြန်အမှတ်ရစေတယ်ဒါကအတက်အဆန်းမဟုတ်ဘူးပေါ့နော်မဟုတ်ပါဘူးအစကတည်းကရှိခဲ့တဲ့အဓိကတွန်တင်ချက်ပဲဟုတ်တယ်ဒါပေမဲ့အလုံးကဒီလိုမှမဟုတ်တာ ရှင်ယောဟန်ကကာယင်နာကိုဥပမာပေးတယ်အခန်းငယ်စနေမှာသူကဘာလို့သူ့ညီအဘေကိုတတ်ခဲ့တယ်လဲဆိုတော့သူ့အချင်းကစိုးညစ်သည်ညီအချင်းကဖြောင့်မလို့မနာလို့မုန်းတီးမှုကြောင့်ပဲဆိုပြီးပြောလဲဒီဥပမာကလည်းဘာသင်ခန်းစာယူအောင်လဲခင်ဗျာဒါကအရေးကြီးတဲ့သင်ခန်းစာပဲလောကကြီးကခရစ်တော်ကိုမုန်းခဲ့တယ်လို့ပဲ ခရစ်တော်နောက်လိုက်တွေကိုလည်းမုန်းနိုင်တယ်ဆိုတာကိုလက်ခံဖို့ပြင်ဆင်ထားရမယ်ဆိုတဲ့သဘောပေါ့ငါ73ဟုတ်ကဲ့ဒါပေမဲ့ယုံကြည်သူအချင်းချင်းကြားမှာတော့ဒီလိုမုန်းတီးမှုမျိုးမရှိတင်ဘူးပေါ့နော်အခိုင်ငယ်ဆက်လေးမှာမေတ္တာနဲ့အသက်ရှင်ခြင်းကဆက်ဆက်မှုကိုပြထားတာအလွန်အားရှိစေရပဲငါတို့ဒီညီကိုတို့ကိုချစ်တော်ကြောင့်တေခြင်းမှာအသက်ရှင်ခြင်းတို့ကိုကူးမြောက်တဲ့ကိုကိုတိကြကြည်อืม ဆိုလိုတာကအချင်းချင်းချစ်တဲ့မေတ္တာဟာကေတင်ချင်းရရှိထားကြောင်းဟုဝိညာဉ်ရေးရတည်ခြင်းကနေအသက်ရှင်ခြင်းတဲ့ရောက်နေပြီဖြစ်ကြောင်းပြသက်တဲ့တသက်တခုအတွင်းစစ်ချက်မှုပေးတဲ့အရာ တခုဖြစ်တယ်ဆိုတာပဲဒါဆိုမချစ်ရင်ကောဘယ်လိုဖြစ်မလဲမချစ်ရင်တော့စန့်ကျင်ဘက်ပေါ်အခိုင်းငယ်14ခန်းနဲ့စန့်ဟာမှာတော်တော်ပြင်းပြင်းထန်ထန်ပြောထားတယ်။ညီကိုကိုမချစ်တော့သူတည်တေချင်းလိုက်တည်ဤပြီးတော့မိမိညီကိုကို မုန်းတော့သူမြည်တီကလူအသက်ကိုတတ်တော့သူဖြစ်ဤအိုးတော်တော်ပြင်းထန်တာပဲ ုတ်တဲ့ဖီနော်လူအသက်ကိုတတ်တော်သူမိဒီကသာဝရအသက်ဒီထိုးသူနိုင်တီမနေဒီကိုတင်တော့တီးကြဤတဲ့ဆိုတော့မုံတီးချင်းဟာအသက်နဲ့ဆန့်ကျင်ဘက်ပဲလူထတ်ချင်းနဲ့သူများတယ်သာဝရအသက်ရှိသူရဲ့လက္ခဏာမဟုတ်ဘူးလို့ဆိုလိုတာပါဒီလိုဆိုရင်မေတ္တာရဲ့အမြင့်ဆုံးစာနမူနာကဘာဖြစ်မလဲကျွန်တော်တို့ဘလို့ချက်ကမလဲအခန်းငယ်16မှာအဖြေရှိတယ်လीအ ကိုတော်သည်ငါတို့အတွက်ကြောင့်မိမိအသက်ကိုဆွန့်တော်မူသည်ဖြစ်၍မေတ္တာရောကအဘယ်သို့သောမေတ္တာဖြစ်သည်ကိုငါတို့သိရကြ၏။ဟုတ်ကဲ့။ဆိုတော့ခရစ်တော်ရဲ့အသက်ဆွန့်ခြင်းကမေတ္တာရဲ့အဆုံးဆုံးပုံသက်သည်ပဲ။ဒါကြောင့်ဆက်ပြောတယ်ငါတို့သည်လည်းညီအစ်ကိုတို့အတွက်ကြောင့်မိမိအသက်ကိုဆွန့်ရကြမည်တဲ့။ဟွန်းဆိုတော့ကျမတို့မေတ္တာကလည်းကိုကြိုးမဖတ်စွန့်လွတ်အနစ်နာခံတတ်တဲ့မေတ္တာမျိုးဖြစ်ရမယ်။ဒါကိုပို့ပြီးလက်တွေ့ကြအောင်အခန်းငယ်၁၈နဲ့၁၈မှာဆက်ရှင်ပြရတယ်။ဟုတ်ကဲ့ လောကစီစဉ်ရှိရထူကစင်းရဲနွမ်းပါတဲ့ညီကိုကိုတွေ့ရတဲ့နဲ့မကူညီပဲနေရင်ဖျားသခင်ရဲ့မေတ္တာကသူ့မှာဘလို့တည်နိုင်မလဲလို့မေကွန်းထုတ်တယ်လို့မေးတယ်။မှန်ပါတယ်။ဒါကြောင့်မေတ္တာဆိုတာနုဖြစ်၎င်း၊လဖြစ်၎င်းမချစ်ပဲအကျဉ်းအဖြစ်၎င်းတမတရားအားဖြင့်၎င်းချစ်ရကြမည်ငယ်ဆက်ချစ်လို့တိုက်တွန်းထားတယ်။အဲဆိုလိုတာကမေတ္တာဟာခံစားချက်သက်တဲ့စကားလုံးလှလှလေးတွေပြောတာလည်းမပြီးဘူးလက်တွေလှုပ်ဆောင်မှု အထူးသဖြင့်လိုအပ်နေသူကိုကူညီတဲ့လှုပ်ဆောင်မှုတွေနဲ့တက်တယ်ပြရမယ်ဆိုတဲ့သဘောပေါ့ဟုတ်ကဲ့ရှင်းပါတယ်အဲ့ဒီလိုလက်တွေ့ကျတဲ့မေတ္တာနဲ့အသက်ရှင်ခြင်းကဖျားသခင်ရှေ့မှာယုံကြည်စိတ်ချမှု assurance ကိုဘလို့ဖြစ်စေနိုင်တယ်လဲဒါကနောက်ဆုံးအပိုင်းအခန်းငယ်16ကနေ24ရဲ့အထူးအကြောင်းအရပဲနော်ဟုတ်ပါတယ်အခန်းငယ်16ကချို့တို့နာတို့ဒီတမန်တော်ဘက်၌ရှိသည်ကိုသိရ၍စိတ်နှလုံးကိုဖျားသခင်ရှေ့တော်၌တတ်တာစေကြလိမ့်မည် လို့ဆိုတယ်ဒီတမာတရားပတ်၌ရှိခြင်းဆိုတာက အပေါ်မှာပြောခဲ့တဲ့အချစ်နဲ့တမာတရားနဲ့ချစ်ချင်းကိုယဉ်ညွမ်းတာဖြစ်မဲ့တင်တယ်ဟုတ်ကဲ့အဲ့လိုဆိုဘူးဗလားဆိုလားဗလားဒါပေမဲ့တကယ်လို့ကိုစိတ်နှလုံးကမဲ့ကိုကိုပြစ်တင်နေတယ်ကွာဗျာအခန်းငယ်20မှာပြောသလိုပေါ့အဲ့ဒါဘယ်လိုလုပ်မလဲဒါကလည်းတကယ်လက်တွေ့ကျတဲ့အချစ်နေပါကျမတို့အားနေတတ်တယ်မာရင်တတ်တယ်လေကိုကိုကိုအားမလို့အားမရဖြစ်တတ်တယ်ကိုရဲ့ချွင်းချက်တဲ့ကြောင့်စိတ်တကြထတဲ့ ဟုတ်ကဲ့ဒါပေမဲ့အခန်းငယ်20ကအပိစကပလိုထားတယ်အကျုံးမူကငါတို့စိတ်နှလုံးသည်ငါတို့ကိုအပိတင်လင်ဖျားသခင်သည်ငါတို့စိတ်နှလုံးသက်တာ၍ကြီးမြတ်တော်မူသည်ဖြစ်လေအလုံးစုံတို့ကိုတည်တော်မူ၏တဲ့ဆိုလိုတာကဖျားသခင်ကကျမတို့ရဲ့အားနည်းချက်တွေရိုးသားတဲ့ကြိုးစားမှုတွေနှောင်ရတွေကို ကျမတို့ကိုလိုက်ထပ်ပို့တွေ့တယ်ကိုရောရဲ့ကရုဏာကပို့ကြီးမြတ်တယ်ဆိုတာပေါ့ဟွန်းအားရှိစရာပဲ ဒါပေမဲ့အခန်းငယ်23ကပိုကောင်းတဲ့ခြေနေကို ပြောပြတယ်ချစ်သူတို့ငါတို့စိတ်နှလုံးဒီငါတို့ကိုအဖြစ်မတင်ရှင်ဖျားသခင်ရှိတော်၌ရဲရင်တို့စိတ်ရှိကြ၏ဆိုလိုတာကအော်သပစိတ်လက်ပြတန့်ရှင်းစွာနဲ့ဖျားအလိုတော်အတိုင်းအသက်ရှင်ဖို့ရိုးသားစွာကြိုးစားနေတယ်ဆိုရင်ဖျားသခင်ရှိမှယုံကြည်စိတ်ချမှုနဲ့ချဉ်းကပ်နိုင်တယ်ဆိုတာပါပဲအဲ့ဒီလိုယုံကြည်စိတ်ချမှုကဆူတောင်းခြင်းအပေါ် ဘလို့အကျိုးသက်ရောက်မှုရှိလာပါသလဲအာတိုက်ရဲ့အကျိုးသက်ရောက်မှုရှိတာပေါ့အခန်းငယ်20နှစ်ကလေငါတို့ဒီဖြစ်ညက်တော်တို့ကိုစောင့်ရှောက်ရဲ့နှစ်သက်တော်မူသောအချင်းတို့ကိုကျင့်တော်ကြောင်းဆုတောင်းသမျှတို့ကိုဖျားသခင်တန်တော်မှာရကြ၏လို့ဆိုထားလေဟုတ်ကဲ့ ဒါကဘုရားခင်ကိုလပ်ထိုးတာမျိုးပြောတာမဟုတ်ဘူးနော်။ဒါပေမဲ့ကျမတို့ရဲ့အသက်တာကဘုရားခင်ရဲ့အလိုတော်နဲ့တသားတည်းကျနေတဲ့အခါကိုရိုရဲ့ပညာတွေကိုစောင့်ထင်းဖို့အထူးသဖြင့်ယုံကြည်ခြင်းနဲ့မေတ္တာကိုဦးစားပေးတဲ့အခါကျမတို့ရဲ့ဆူတောင်းတွေကလည်းဘုရားလိုတော်နဲ့ kait ညီလာပြီးတော့အဖြစ်ရဖို့အခွင့်အလမ်းပေါ်မလာတဲ့ဆိုတဲ့သဘောပါ။ဟုတ်ကဲ့တဘောပေါ်ပါတယ်။ဘာတွေကအတ္တိကပညာတည်းလဲဆိုတာကိုအခန်းငယ်23မှာထပ်ချုပ်ပြထားသေးတယ်။ နမတိကသားတော်ယေရှုခရစ်၏နာမတော်ကိုယုံကြည်ခြင်းနဲ့နမတိကနာမတော်ရှင်သည်မထားတော်မူသည့်အတိုင်းအချင်းချင်းချစ်ချင်းပါပဲဆိုတော့ယုံကြည်ခြင်းနဲ့မေတ္တာကအဓိကပဲပေါ့နော်ဟုတ်ပါတယ်အဲ့ဒီယုံကြည်ခြင်းနဲ့မေတ္တာကိုလက်တွေ့ကျင့်သုံးခြင်းအပြင်ဖျားသခင်နဲ့နှဆိုင်တဲ့ဆက်ဆံရေးရှိနေကြောင်းသိနိုင်တယ်လို့အခန်းငယ်24ကညီကုံးချုပ်ထားတယ်ပြည့်ညတ်တော်ကိုစောင့်ရှောက်တော်သူသည်ဖျားသခင်၌တည်၏ဖျားသခင်သည်လည်းထူထူ၌တည်တော်မူ၏อืม ပြီးတော့ထို့သူငါတို့၌တည်တော်မူသည်ကိုငါတို့အားပေးတော်မူသောဝိညာဉ်တော်အဖြစ်ငါတို့သိရကြ၏တဲ့။ဒါကဆက်ဝိုင်းလိုပဲလီ။ယုံကြည်ခြင်းကနာခံခြင်းနဲ့မေတ္တာကိုဖြစ်စေတယ်။နာခံခြင်းနဲ့မေတ္တာကဖျားသခင်ထဲမှာတည်နေစေပြီးဖျားသခင်ရဲ့ယင်းနှီးနဲ့ဆက်ဆံရေးကိုဖြစ်စေတယ်။အဲ့ဒီဆက်ဆံရေးကိုတန်ရှင်းသောဝိညာဉ်တော်ကအတွင်းကနေအတည်ဖြူပေးတယ်။ဆိုတော့ဒါဒီအလုံးကခွဲခြားလို့မရတဲ့ຢာတွေပါ။ကောင်းပါပြီ။ဒီလိုဆိုရင်တော့ ရှင်ယိုဟန်ပရိမဆောင်အခန်းကြီး၃ရဲ့အတိအကျချက်တွေကိုတော်တော်လေးခြုံငုံမိပြီးထင်ပါတယ်ခင်ဗျ။အဲ The wise believers ကပြည့်စုံထားတဲ့လီလာချက်တွေပေါ့ခြေခံပြီးကျွန်တော်တို့ဆွေးနွေးခဲ့တာတွေကိုပြန်ချုပ်ခင်ပေါ့နော်။ဒီချမ်းပိုက်စေအတိအကျသင်ခန်းစာတွေကတော့ဟုတ်ကဲ့။ပထမချက်ကဖိရသခင်ရဲ့သားသမီးဖျားခြင်းဆိုတာအလွန်တရာကြီးမြတ်တဲ့အခွင့်အထူးနဲ့ဂုဏ်ပုတ်တဲ့မှန်ပါလေဒုတိယကအနာခတ်မှာခိတော်နဲ့တူဖို့မျှော်လင့်ခြင်းကလက်ရှိမှာတန်ရှင်းခြင်းအတွက်စ조사ဖို့ ခိုင်မာတဲ့အကြောင်းရင်းဖြစ်တယ်အေးနောက်ပြီးတော့စစ်မှန်တဲ့ယုံကြည်ခြင်းဟာဖြောင်းမတ်တဲ့အကျင့်နဲ့အချင်းချင်းကိုချစ်တဲ့မေတ္တာဆိုတဲ့လက်တွေလော့ဆောင်မှုတီမှာထင်ဟပ်ပေါ်လွင်ရမယ်ဟုတ်ကဲ့ပြီးတော့မေတ္တာဆိုတာစကလုံးတက်တဲ့မဟုတ်ပဲလက်တွေကြတဲ့လော့ဆောင်မှု အထူးသဖြင့်လိုအပ်နေသူကိုကူညီခြင်းနဲ့ကိုကျိုးစွန့်ခြင်းဖြစ်တယ်ဟုတ်ပါတယ်နောက်ဆုံးတစ်ချက်ကဖျားတခင်ကိုနာခံခြင်းနဲ့မေတ္တာတရားနဲ့အသက်ရှင်ခြင်းဟာကိုရိုရှေ့မှာယုံကြည်စိတ်ချမှုရှိစေပြီး ထီအောင်တဲ့ဆွတ်တောချင်းနဲ့ဆက်ဆက်နေတယ်ဟုတ်ပါတယ်ဒီသင်ခန်းစာတွေလည်းတွေ့ကြတဲ့တဲရောက်မှုတွေကိုနည်းနည်းတော့ထပ်ဖြစ်ချင်းပါတယ်ဟုတ်ကဲ့ပြောင်းပထမချက်ဖြစ်တဲ့ဖျားသားသမီးဖြစ်တည်မှုနဲ့ပတ်သက်ပြီးတော့လေကိုကိုကိုလောကရဲ့တန်ဖိုးဆန်နှုံးတွေနဲ့မဟုတ်ဖေကောင်းကင်ဘုံရှင်ဖျားသခင်ရဲ့သားသမီးတယောက်အနေနဲ့ရှုမြင်သုံးသက်ခြင်းကကျမတို့ရဲ့ဆုံးဖြတ်ချက်တည်းဦးစားပေးမှုတွေနဲ့အသက်ရှင်မှုပုံစံတစ်ခုလုံးကိုပြောင်းလဲစေတင်တယ်ပေါ့ဟုတ်ကဲ့ဒုတိယချက် အနာဂတ်မျောလင့်ချက်ကကျမတို့ကိုလက်ရှိအခက်အခဲတွေစုံစမ်းနှောင့်ယှက်မှုတွေကြားမှာခံနိုင်ရည်ရှိစေုံတာမကဘူးတန်ရှင်းချင်းမှာတက်ကြွစွာကြီးထွားဖို့နေ့စဉ်စ조사အားထုတ်စေတဲ့နယ်လေမှန်ပါတယ်တတိယအချက်အဖြစ်နဲ့ပတ်သက်ပြီးကဲတင်ချင်းရပြီဆိုတာနဲ့အဖြစ်ကိုပေါ့ပေါ့ဆဆသဘောထားလို့မရဘူးစစ်မှန်တဲ့ယုံကြည်သူဟာအဖြစ်ကိုမုံတီးပြီးတော့အဖြစ်ရဲ့ချုံနောက်မှုနဲ့လွတ်မြောက်ဖို့ဆက်လက်ရုန်းကန်နေရမှာဖြစ်တဲ့ဒါကပြည့်ပြည့်စုံခြင်းကိုဆိုလိုတာမဟုတ်ဘဲမဲ့ဥတီချက်မှန်ကန်ခြင်းကိုဆိုလိုတာပါ ဟုတ်ကဲ့ကောင်းတဲ့အချက်ပါပဲစတုထအချက်မေတ္တာနဲ့ပတ်သက်ပြီးကျမတို့ရဲ့မေတ္တာဟာဘလောက်လက်တွေ့ကြပြီးစတေးခံလဲဆိုတာကို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 ရိုးသားစွာမေးဖို့လိုအပ်တယ်ခံစားချက်ကောင်းရုံစကားချိုချိုပြောရုံထက်ကြော်လွန်ပြီးတော့လိအချင်းငွေကြီးခွန်အားတွေကိုလိုအပ်နေတဲ့ယုံကြည်သူချင်းတွေတို့ကဘလောက်ထိအသုံးပြုနေသလဲဆိုတာမျိုးပေါ့อืมစဉ်းစားစရာပဲနောက်ဆုံးအချက်ယုံကြည်စိတ်ချမှုနဲ့စူတောင်းချင်းကနာခံချင်းတဲ့ချစ်ချင်းမေတ္တာအသက်တာနဲ့ချိန်ဆက်နေတယ်ဆိုတာကို နားလေချင်းကကျမတို့ကိုအပေါ်ယံရင်းရင်ရဲရာကောင်းနေပုံမနဲ့ရှိုင်းပြီးတော့စစ်မှန်တဲ့ဖျားတကယ်နဲ့ဆက်ဆံရေးရှိကိုပို့ဆောင်ပေးနိုင်ပါလိမ့်ရှင်။အားလုံးကိုချုံကုန်ကြည့်လိုက်ရင်ရှင်ယောဟန်အော်ဝါဒါစာပထမဆုံးအခန်းကြီး3ကဖျားတကယ်ရဲ့တာသမီတွေအဖြစ်တတ်မှတ်ခံရသူတွေကိုသူတို့ရဲ့မိမိတဲ့ခွေရင်နဲ့ထိုက်တန်စွာအသက်ရှင်ဖို့စိန်ခေါ်နေရလို့ပြောရမယ်။ဟုတ်ကဲ့။အဲ့ဒီအသက်တာဟာအပေါ်ယံဟုတ်ပဲ အတွင်းတဘာဝပြောင်းလဲခြင်းနဲ့စီးဆင်းလာတဲ့ဖြောင်းမခြင်းနဲ့လက်တွေ့ကြတဲ့ကိုကျိုးဆွန့်တဲ့မေတ္တာတို့နဲ့ထွန်းမွန်းနေရမယ်။ဒါတွေကကျွန်တော်တို့ရဲ့ဖျားသခင်နဲ့ဆက်ဆံရေးခိုင်မာကြောင်းနဲ့အနာဂတ်အတွက်မျောလင့်ချက်ရှင်သန်နေကြောင်းဖျားသားတဲ့သက်တည်တွေပါပဲ။ဟုတ်ပါရဲ့။ဒီဆွေးနွေးမှုအဆုံးမှာစဉ်းစားစရာအတွေ့တစ်ခုထားသိချင်ပါရဲ့။ရှင်ယိုဟန်ကမေတ္တာကိုလေခံစားချက်တဲ့လက်တွေ့လူ့ဆောင်မှုအဖြစ်အလွန်အလေးပေးထားတဲ့ အထူးသဖြင့်လိုအပ်နေတဲ့ညီအစ်ကိုကိုကူညီခြင်းနဲ့ပတ်သက်လို့ပေါ့ဟုတ်ကဲ့ဒီအချက်ကိုစိတ်ထဲမှာထားပြီးတော့လေဒီလိုလက်တွေ့ကျပြီးသစ္စာဆောင်တည်တဲ့မိကြမျိုးကနားထောင်နေသူရဲ့ကိုယ်ပိုင်အတိုင်းငွေမိသားစုဓမ္မမို့မိစေဆက်ဆံနေတခုခုကိုဒီလာမဲ့ရတသက်ပတ်အတွင်းမှာဘလို့ပြိုးပို့ပြီးအတိတ်ပဲရှိရှိပြောင်းလဲပုံဖော်နိုင်မလဲဆိုတာကိုလက်တွေ့ချက်ချက်စင်ကျင်ကြီးသူတိုက်တွန်းချင်ပါရှင်